ေးလည်းမပေးကောင်းဘူးတောင်းလည်းမတောင်းကောင်းဘူးပေါ့တောင်းလို့လည်းမရဘူးပေးလို့လည်းမရဘူးအဲ့တော့ဘာကြီးထားတယ်လဲဆိုတော့ဖိတ်ကြမထားသူဆွေမျိုးမတော်သူတို့အထံ၌တောင်းလည်းမတောင်းကောင်းပေးလည်းမပေးကောင်းပါနော်ဆွေမျိုးလည်းမတော်ဘူးပစ္စည်းလေးပါလည်းမပိတ်ထားဘူးဆိုရင်တောင်းလို့လည်းမရဘူးပေးလို့လည်းမရဘူးထို့သူတို့အထံမှာရေကိုတော်မြတ်တောင်းရင်မတော်ကောင်းပါမနည်းကပြောပါတယ်အလကားရတဲ့ရေလေးတောင်မှအရင်တစ်ခွက်လောက်ကပ်ပါအောင်လို့ပြောလို့မရဘူးနော် ဘုံသူတို့အထံမှာပစ္စည်းတစ်စုံတစ်ခုကိုအလိုရှိလျင်စွမ်းရက်တလို့ရဲ့ရင်ဖြစ်စေမိမိ၌ရှိသောပစ္စည်းဖြင့်လူဝိကြောင်တယောက်ကိုအလဲခံရင်ဖြစ်စေယူရသည်ဒါမကြမနာအမေးခံရတဲ့မိခွန်းတစ်ခုပေါ့အာရှင်မရလို့နော်ကပ္ပယကာရကလည်းမရှိဘူးပစ္စည်းလေးပါတကာရကမှလည်းမရှိဘူးဘုံဝိထုငွေလည်းမကန်ရဘူးဆိုရင်ဘလို့ရက်တည်မလဲပေါ့တော်တော်များများမေးကြတယ်နော်အာဥစဉ်တို့အဲဒီကိုရင်ဘွားတို့ကလည်းဒီလိုပဲပေါ့ ဘုဇလုံးတကာတချို့ကအဲ့လိုမျိုးပါအရှင်များတို့ကဝတ္ထုငွေလည်းမကင်ဘူးကပ္ပရာလည်းမရှိရင်ဘယ်လိုလုပ်မလဲစအုပ်လို့ရင်ရှင်ဘယ်လိုလုပ်မလဲပေါ့ဒီလိုမေးတာပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကိုကောင်းကောင်းမသိတဲ့အခါကျတော့အဲ့လိုမျိုးမေးစရာဖြစ်လာတာပေါ့နော်အဲ့တော့ဘုဇလုံးပိစင်းလေးပါးတကာတကာမရှိရင်တော့ပိစင်းလေးပါးတကာတကာမစီကဖိတ်ဟိုအလူခံလို့ရတယ်ဥပမာပေါ့နော်ဦးစင်းကမန္တလေးသွားခြင်းတယ် တော့မင်္ဂလေးသွားခြင်းတော့အကဲဒီရန်ကုန်မြို့မှာကိုယ့်ရဲ့တက္ကရာကမတွေရှိတယ်ဆိုရင်တော့အတက္ကမကြီးဦးစင်မင်္ဂလေးသွားခြင်းလဲဆိုရင်သူတို့မင်္ဂလေးသွားဖို့အတွက်ကားလက်မဲ့လိန်လက်မဲ့လှူပေးမှာပေါ့အကဲပီစင်းလေးပါတက္ကရာကမမရှိဘူးဆွေမျိုးတွေလည်းမရှိဘူးနော်ဘုန်းကြီးရလည်းဝတ္ထုငယ်မကင်မကပ်ပြရလည်းမရှိဘူးဘလို့လုံးမလဲနော်ဆိုတော့ချင်းချင်းသွားမှလာမဟုတ်သေးဘူးချင်းချင်းသွားစီရမလိုပါဘူးနော်ခဏကစွန့်ရက်တလို့ရက်ပါဆိုတာမြတ်စွာဘုရားရှင်ကိုတော်တိုင်းအဲ့ဒါလက်ညှိုးပေးထားတာပါဠိစာပေထဲမှာအဲ့ဒါကိုဘိက္ခာစာရဝတ္တလို့ခေါ်တယ် စွန့်ခံခြင်းဝန်လို့ခေါ်တယ်အဲ့တော့ဘာလို့ရမလဲဆိုတော့သင်္ကန်းယုံပေါ့ထုံးစံတိုင်းသင်္ကန်းယုံပြီးတော့သပိတ်ပိုက်ပိုက်ပြီးတော့ဟိုလူနိုင်လောက်မယ်လို့ထင်တဲ့အိမ်တို့ဆိုင်တို့ရှိမှသွားရက်ပေါ့နော်ဟိုသပိတ်ပိုက်ပြီးတော့ရက်အရက်တဲ့ဆိုလို့ချင်းထုံးစံတိုင်းသူတို့ဘာလို့မလဲသူတို့မြန်မာနိုင်ငံမှာကအဲဝိထုငွေလားလှူမယ်ကိုကဝိထုငွေလိုချင်တာမဟုတ်ဘူးအဲ့တော့ဝိထုငွေကိုဆိုလို့ညင်းရမယ်ဥပမာဝိထုငွေလိုမခံပါဘူးလို့ညင်းမနက်ပိုင်းဆိုသူတို့စားစရာတွေပါလေလူဟောင်းလူနိုင်တယ်ပေါ့ဒါလည်းကိုညင်းရမှာပဲကိုစားစရာလိုချင်လို့လာတာမှမဟုတ်တာ တော့စားစရာကိုလည်းလာလို့ညင်းကော်ပီမစ်တွေရေတမ်းမှုတွေဖြိုရင်မှုတွေလာလို့လုပ်ချင်လဲဆိုညင်းရမယ်အဲ့ဒါဆိုရင်အဲ့ဒီအလူချိန်ကနေပြီးတော့ဘာပဲလူလူဘုန်းကြီးကညင်းနေတော့သူတို့မနေနိုင်တော့မေးတော့မှာလေအဲ့ခါကျမေးတော့မယ်အရှင်မင်းကဘာလူခန္ဓာလဲလို့သူမေးတော့မှာအဲ့လိုမမေးမချင်းသူတို့ဘာမှပြောလို့မရအဲ့လိုမေးအောင်တိဆောက်နေရတာနော်အဲ့တော့အရှင်မင်းကဘာလူခန္ဓာဖျားလဲဖျားလို့မေးလာတဲ့ခါကျမှဦးစင်းကမန္တလေးသွားမလို့ကားလည်းမလိုချင်တာဟောတာပဲအ တော့ကားလည်းမလိုချင်လို့ဆိုတော့အဲ့ဒါရင်အဲ့ဒါအရှင်မြတ်ကြီးတို့လူနိုင်ပါတယ်ပြမနဲ့ပြန်ပဲရှင်ကြွခဲ့ပါဗျာဟောဒါပဲအဆင်ပြေသွားဆရာတကအကင်းသူကမအားဘူးကတပည့်တော်တို့မလိုနိုင်ဘူးဖရားဆိုရင်တော့တိုင်ထက်ကြွရုံပဲအမတန်လွယ်တယ်နော်အမတန်လွယ်ပါတယ်ဘုရားပေးတဲ့နီလန်းစနစ်ပါဦးဇင်းတို့ထီလိုက်ဆရာတော်ကြီးဆိုတာနေပြည်တော်ရမင်းသင်းဘက်မှာရှိမှုတယ်နော်ညောင်လုံးတော်ရအဆက်ပေါ့ညောင်လုံးဆရာတော်ကြီးရဲ့တပည့်မျိုးဆက်တွေထဲမှာပါပါတယ်အရင်ထီလိုက်ဆရာတော်ကြီးကဦးဇင်းတို့စီမှာတခါကြွပြီးတော့ဩဝါဒပေးဖို့တယ် ချိန်တိုင်းကျတော့အရာသူမန္တလေးမှာနော်စာသင်သားဘဝနဲ့နေဘူးတဲ့ပေါ့ကျတော့ကြီးကမန္တလေးမှာစာသင်သားဘဝနေဘူးတော့တဲ့သူအတိမိတ်ဆွေတပါဥဒမသာရလို့ခေါ်တယ်ကျတော့ကြီးပြောပြတာဥဒမသာရကတဲ့မြေတချင်းချင်းဘောကောင်းနေတဲ့သူကကပ္ပရလည်းမရှိဝိထုငွေလည်းမရှိဘူးသူမှာတဲ့ဒီတရင်တော့တစ်ချက်နော်ဒါပဲပါတပိတ်စလုံးသင်္ကန်းသုံးတယ်ဒီအားလေးနဲ့စာသင်ဖို့လာတာတဲ့သူမှာစာအုပ်တွေလည်းဘာမှမပါလာဘူးတဲ့တရင်တော့တစ်ချက်ရယ်နော်ထိုင်ခင်းတစ်ချက်ရယ် ။နောက်သင်္ကန်းသုံးထည်တပည့်ကျလို့ရင်ဒါပဲပါပြီစာသင်ဝတ်လာတာတဲ့။အဲ့တော့ဥဒ္ဓမသာရကသူစာအုပ်တွေလိုချင်ပြီဆိုရင်သူဘာလို့တလဲဆိုတော့ခုနကဦးစင်းပြောတဲ့ပုံစံမျိုးပေါ့။သူအဲ့ဒီအိမ်နေကိုသွားပြီးတော့သူအိမ်ရှိမှာတပည့်ပိုင်ပြီးချက်တာ။ရက်တော့ဖုံးစံတိုင်းမြန်မာလူမျိုးတွေကမသိဘူးလေမထူးထူးဆန်းဆန်းဘာမှလည်းမသိတော့ဟိုငွေလူခံတယ်လို့ထင်တော့ငွေလူရတယ်ဖုံးစံတိုင်းညင်းတာပေါ့နော်ဒါငွေလူမှမခံတာညင်းတယ်။တခြားတခြားစားစရာတွေလားလူတွေညင်းလိုက်တယ်။ အဲ့တော့အဲ့ခါကျမှဒကာဓမ္မတွေကမေးတာရှင်မြတ်ဘာလူခန္ဓာလဲလို့မေးတာမေးတော့ဦးဇင်းကသူစာအုပ်လိုရှိလို့လာချက်တာပါပေါ့ဆိုအဲ့ဒါရှင်မြတ်လိုချင်တဲ့စာအုပ်တွေဆင်းရေးပေးပါဗျာပေါ့စာအုပ်ဆင်းပါဆိုတော့ဦးဇင်းတို့လိုချင်တဲ့စာအုပ်တွေဆင်းရေးပေးပေးခဲ့တယ်အဲ့ဒါဆိုဒကာဓမ္မတွေကရှင်မြတ်ဆိုနောက်ပတ်ဘယ်ချင်းကြွားခဲ့ပါပေါ့ပြင်ပြင်လိုက်တာပဲဘယ်ကြောင့်မှတင်းသုံးလဲဆိုတော့လိပ်စာတွေမှာမေးချလိုက်တယ်ပေါ့သူတို့အစဉ်ပြေအောင်ကြောင်းကိုလိုက်လာခဲ့မယ်မပြေဘူးဆိုရင်ရှင်မြတ်ကိုလည်းဒီကြွားခဲ့ပါပေါ့ဒါပဲသူကအဲ့လိုပုံစံမျိုးနဲ့ဥဒ္ဓမသာရကစာတင်တာတဲ့နောက်ကျတော့ ဒကာဒကာမတွေအရင်သားချင်းတွေကတိကုန်တယ်။ဟောဒီကိုတော်ဓမ္မကဒီလိုဒီလိုဟိုအလူခံတယ်ဆိုတာတိကုန်တော့ငါလည်းလူချင်းသူလည်းလူချင်းဖြစ်ကုန်ကြအများကြီးอ่ะ။အဲအဲဆိုဦးစင်းလေးစာအုပ်လူချင်းပြောပါဗျာ။သင်ငယ်လူချင်းပြောပါဗျာဆိုတာမျိုးဖိတ်တဲ့လူတွေပေါ်လာတယ်။ဘုဒ္ဓရဲ့နီလန်းတော့ယနေ့ခင်ဒီနီလန်းကိုကျင့်သုံးတဲ့လူမရှိတော့လူတွေလည်းမသိတော့ဘုန်းကြီးတွေလည်းမသိတော့တိမ်ပျောက်သွားတယ်။မပျောက်သွားတဲ့အခါကျတော့ဝတ်ထုငွေမကန်ရင်မဖြစ်ဘူးဆိုတဲ့အနေအထားမျိုးကိုအလုံးဝင်ဆိုင်ကိုတခုဝင်သွားကြတယ်။နော်။တကယ်တော့ဦးစင်းတို့ဘုဒ္ဓဘာသာတရားဓမ္မတွေလည်းဒီနီးစနစ်ကိုသိထားကြမယ်။တန်ခါတော်ရင်လည်းကျင့်လည်းကျင့်သုံးနေတယ်ဆိုရင် ဒါအမတန်မှပတ်စံမကင်မဲနဲ့ရက်တည်လို့ရတဲ့အနေထားမျိုးပဲဆိုပြီးအခွင့်ပြုပေးထားတာတိတ်ကောင်းပါလားနော်